မြန်မာနိုင်ငံရဲ့ပထမဆုံး K-pop idol ဖြစ်ကိုရီးယားနိုင်ငံမှာပွဲထွက်ခွင့်ရနိုင်ပြီဖြစ်တဲ့ DD ပြည်သူများအားလုံးပဲမင်္ဂလာပါမာတပန် page ကနေကြိုဆိုလိုက်ပါတယ် K-pop guitar ကတော့ကိုရီးယားနိုင်ငံရဲ့လူကြိုက်များပြီးနာမည်ကြီးတဲ့ pop guitar အမျိုးအစားပဲဖြစ်ပါတယ်ကိုရီးယားလူမျိုးတွေတည်းမဟုတ်ဘဲအခြားနိုင်ငံကလူမျိုးကွဲတွေလည်းကိုရီးယားမှာ K-pop idol ဖြစ်အောင်မြင်နေတဲ့သူတွေအများကြီးပါနာမည်ကြီး Blackpink အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Lisa နဲ့မမနှင်းစီဆိုရင်လည်းကိုရီးယားလူမျိုးအစ်စ်တွေမဟုတ်ကြသလုံးအိဆိုအဖွဲ့တွေမှာဆိုရင်လည်းတရုတ်လူမျိုးတွေပါပါဝင်နေပါတယ်အခုအခါမှာတော့မြန်မာ ူမျိုးတွေထဲကလည်းကိုရီးယားရဲ့နာမည်ကြီးခေပေါ်ဂီတလောကမှာခြေချနိုင်သူလေးကပေါ်ထွက်လာခဲ့ပါပြီ။သူမကတော့လက်ရှိမှာကိုရီးယားနိုင်ငံရဲ့ New L အဖွဲ့မှာအဖွဲ့ခေါင်းဆောင်ဖြစ်ပါဝင်နေတဲ့ DD ပဲဖြစ်ပါတယ်။ဒီဒီယာကိုရီးယားနိုင်ငံရဲ့ K-pop ဂီတကိုယူသွတ်သူဖြစ်ပြီးအောင်မြင်နေတဲ့ K-pop အဖွဲ့ကိုလည်းအားကျနေတဲ့သူပေါင်း။သူမရဲ့အိမ်မက်ကလည်းကိုရီးယားမှာအောင်မြင်တဲ့ K-pop idol တယောက်ဖြစ်ချင်ခဲ့တယ်လို့ဆိုပါတယ်။ဒီဒီယာမြန်မာနိုင်ငံမှာတက္ကသိုလ်ပထမနှစ်တက်ပြီး2016ခုနှစ်မှာတော့ကိုရီးယားနိုင်ငံကကောလိပ်တစ်ခုမှာပြင်ညာတော့တင်သွားခဲ့တာပဲဖြစ်ပါတယ်။ သူမကိုရီးယားနိုင်ငံမှာရှိနေချိန်စုံမျိုးကခေပေါလူရွေးပွဲတစ်ခုကိုတာယောင်ရှင်ပြိုင်ရင်းနဲ့ရွေးချယ်ခံခဲ့ရတာကြောင့်ခေပေါလောကရေကိုစတင်ခြေလှမ်းနိုင်ခဲ့တာပဲဖြစ်ပါတယ်။အခက်ခဲတွေများစွာနဲ့ရင်ဆိုင်ခဲ့ရပေမဲ့ဒီဒီကတော့သူမရဲ့အိမ်မက်တွေအတွက်အမလျှော့ခဲ့ပါဘူး။ကိုရီးယားလူမျိုးတွေရဲ့စီကံတင်ကြမှုတွေနဲ့နိစနစ်တကျလှုပ်ဆောင်တတ်ကြတာတွေကြောင့်ဒီဒီတယောက်အသက်ရှင်မချောင်ခဲ့ပါဘူး။ဒီမအနေနဲ့လေ့ကျင့်ရေးဆက်စင်းချိန်မှာအသက်၂၃နှစ်အရွယ်ကိုရောက်ရှိနေပြီပဲဖြစ်ပါတယ်။ K-pop idol ဖြစ် Rumble G အဖွဲ့နဲ့ပွဲဥထွက်ခဲ့တာပဲဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ Rumble G နဲ့လန်ခွဲခဲ့ပြီး Newell အဖွဲ့မှာအဖွဲ့ခေါင်းဆောင်နေနဲ့ပတ်ဝန်းကျင်တာပဲဖြစ်ပါတယ်။ဒီဒီကတော့သမအနေနဲ့မြန်မာနိုင်ငံသားဖြစ်နေလို့တင်ငယ်နေတာမျိုးတွေ၊ကြောင်းနေတာမျိုးတွေမရှိပဲရေးချင်းပြစ်မိတာကြောင့်သမကိုသမယုံကြည်မှုအဖြစ်ရှိနေခဲ့တာပါ။ဒါကြောင့်မေကိုရီးယားနိုင်ငံရဲ့နာမည်ကြီးခေပေါ်ဂီတလောကလိုနေရာမျိုးမှာနေရာတစ်ခုရောက်ဆန်းဆောင်ထားနိုင်ကြတာပဲဖြစ်ပါတယ်။ပင်ပန်းပင်မဲ့အိမ်မက်တွေကိုအကောင့်ထဲပို့ခွင့်ရနေလို့လေဒီဒီကပြောမဆုံးဖြစ်နေတာပေါ့။အခုတော့သူမရဲ့စူးစမ်းမှုတွေကအရာထင်ခဲ့ပြီလို့ပြောရမှာပေါ့။ဒီဒီတရ ောက်ကိုရီးယားနိုင်ငံရဲ့ခေပွားအီတော်တယောက်ဖြစ်လာခဲ့တာဟောင်းမြန်မာနိုင်ငံတွတ်တော်ဂုံယူစရာပဲဖြစ်ပါတယ်။ဒါကြောင့်မြန်မာပြည်သက်တွေကလည်းဒီဒီကိုတခဲနဲ့အပေးနေကြတာပဲဖြစ်ပါတယ်။မြန်မာနိုင်ငံကလူငယ်တွေထဲမှာလည်းခေပွားအဖွဲ့တွေရဲ့ဖန်တွေကခမျက်များပေါင်းတခြားနိုင်ငံတွေကခေပွားအီတော်တွေကိုတော့ယူမှုအပေးနေကြတာဖြစ်တဲ့အတွက်မြန်မာနိုင်ငံရဲ့ပထမဆုံးခေပွားအီတော်လေးဖြစ်တဲ့ဒီဒီကိုလည်းဝန်းရံလာကြပြီပဲဖြစ်ပါတယ်။ တချို့ကလည်းဒီဒီဟာမြန်မာစကားသာမပြောရင်မြန်မာဆိုတာသိချင်မှာမဟုတ်ဘူး။ဒီမရဲ့မျက်နှာလေးကလည်းကိုရီးယားသူလေးတယောက်လိုလှပတာကြောင့် plastic surgery လုပ်ထားတာလားလို့တောင်းမေးခွန်းထုတ်နေတာပဲဖြစ်ပါတယ်။ဒီဒီကတော့ဒီမရဲ့အိမ်မက်တွေအတွက်လက်မလျှော့တဲ့ဂျိုးပန်းတွေတလုံးမြန်မာနိုင်ငံကဝါသနာရှင်လူငယ်လေးတွေကိုလည်း office ကားလေးတွေပြောလာခဲ့ပါတယ်။ပရိသတ်တွေကတော့နမည်ကြီး kpoi. တရားမဖြစ်သေးပေမဲ့ဒီလောကထဲမှာစတင်ချင်လန်းနိုင်နေပြီဖြစ်တဲ့ DD အတွက်ဂုံယူနေကြတာပဲဖြစ်ပါတယ် ရှေ့ဆက်ပြီးအောင်မြအောင်စ조사ဖို့လဲတိုက်တွန်းနေကြတာပေါ့အခုချင်းနေတဲ့ breather တို့ထဲမှာရောမြန်မာနိုင်ငံရဲ့ K-pop idol ဖြစ်လာခဲ့တဲ့ဒီဒီအပေါ်မြင်လဲတွေကိုပြပြခဲ့ပါအောင်ရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ဆက်လက်ပြီး celebrity သတင်းများအတွက်ကျမတို့ရဲ့ page ကို like and follow လေးလက်ခွက်ကြပါအောင်နော်နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ